ျွန်တော်ဒါလေးပြီးပြီနော် show ta song zin lone nyan san ne internet ko ja ni ma ke ba lo the lo sa be pinya ye san ya swin ni we ri lou ni cha pan myanmar ga prathama song ni ne gabya ne patat bi sait nu so mu lou de le chin gan ri ne gabya chang swin ni phale ke ja de လူငယ်ကပြဆရာမောင်တေးရဲ့ညနေပြင်းဤအလွန်ဆိုတဲ့ဆွေးနွေးပွဲကိုဂျွန်း20ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ညနေပြင်းဤအလွန်ဆိုတာဘာအဓိပ္ပာယ်လဲ။အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးအပေါ်ယံရဲ့နောက်ကွယ်မှာဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ရှုပ်ထွေးမှုတွေရှိတယ်လို့ကပြမှာလည်းအတွေးလွှာတွေကတဆင်ဘလောက်နဲ့နဲ့နဲ့တူးခေါ်ပြီးဝေဖန်ပိုင်းခြားသွားမလဲဆိုတဲ့သဘောနဲ့ညနေပြင်းဤအလွန်ဆိုတဲ့ခေါင်းစဉ်ပေးထားတာလို့ကပြဆရာမောင်တေးကပြောပါတယ်။ကပြကနေနိုင်ငံရေးလူမှုရေးနယ်ပယ်တွေမှာဆက်ဆက်ခုံကူးနေတာဖြစ်လို့ အဲ့ဒီကြားကပေါင်းကူကိုရှာဖွေဖို့ရည်ရွယ်ချက်လဲပါတယ်လို့ဆိုပါတယ်ကျွန်တော်ဒါကဒီကပြာရေးသားမှုတစ်ခုကိုအခြေခံပြီးကျွန်တော်ပေးထားနိုင်မယ်ပေါ့ဒါဆိုကျွန်တော်ဒီကပြာရေးတဲ့အခါမှာလဲဒါသမီးကျွန်တော်တွေအပေါ်ရန်ဟာကိုမြင်ရတယ်ဖြစ်ရတယ်ပေါ့ဒါပေမဲ့ကျွန်တော်အပေါ်ရန်ရေနောက်ွယ်မှာကျွန်တော်ဒီအပေါ်ရန်ဖြစ်ပေါ်တဲ့ကြောင်းရောက်ရှိစီတော်တွေဟာရှိတယ်ကျွန်တော်အိမ်နောက်ွယ်မှာရှုပ်ထွေးနေတာရှိတယ်ပေါ့အဲ့တော့ကျွန်တော်ကပြာမာရေးတိုင်းမှာကျွန်တော်ဘလောက်နဲ့နဲ့ပို့ပြီးတော့တူးဖို့ပြီးသွားနိုင်မလဲအဲ့ဒီကနေတစ်စင်ပေါ့နော်ကျွန်တော်တွေကဒီအလှော်လေးအများကြီးကိုဘယ်လိုရှောက်ဖွေပြီးတော့ကျွန်တော်တွေက ဟိုဘယ်မှာဖိုင်ချနိုင်မလဲဆိုတော့လေကျွန်တော်ကဟိုစဉ်းစားပြီးတော့ကျွန်တော်ဒီနေ့မပြီးခဲ့တော့ဘူး။ကြပြားကနေပြီးတော့ကျွန်တော်ကဒီလူမျိုးနယ်ပယ်နိုင်ငံနယ်ပယ်အခြားနယ်ပယ်လို့ကျွန်တော်ကဆက်ဆက်ဖုံကူးနေတာကြီးပဲပေါ့။ဒါတော့အဲ့ဒီဂျာကပေါင်းကူးလို့လည်းကျွန်တော်ကရှာဖွေနေပေါ့။အဲ့ဒါကိုလည်းအခြေချက်တစ်ခုအနေနဲ့ကျွန်တော်ထားပြီးလုပ်တာဖြစ်ပါတယ်။ရှုပ်ထွေးတဲ့လူဖွဲ့စည်းဟာမီဒီယာတွေကနေတဆင်နေထိုင်စားတောက်ပုံတွေဟာအရင်ကနေမတူပြောင်းလဲလာတာတွေကိုခြေခံပြီးဖက်ပေါ်လာတဲ့ပုံစံတွေချုပ်ကင်တဲ့သဘောကိုငင်းပယ်တဲ့ကြပြားပုံစံမျိုးတွေနဲ့အတူ ဘာသာစကားတစ်ခုမှထည့်သွင်းထားရဲ့အာနေချက်တိဆောက်ချက်တွေကိုပြန်မေးခွန်းထုတ်ပြီးလွတ်လပ်မှုနဲ့ဖန်တီးစမ်းသပ်မှုတွေကိုအသားပြည့်ရဲ့တော့ချက်စကားလုံးများ experimental pottery ကိုလည်းဆွေးနွေးသွားမယ်လို့ပြောပြပါတယ်။ UK, Australia, American တို့မှာကြပြဆရာတွေဟာတက္ကသိုလ်ပညာရဲ့အတိုင်းအဝိုင်းမှာနေရာရပြီးဩဇာရှိကြတာဟာကြပြကိုပညာဆိုတဲ့အမြင်ကနေချင်းကပ်ကြလို့ဖြစ်တယ်လို့ဆိုသူကကြပြဆရာစီယာလေးမှာမြန်မာနိုင်ငံမှာတော့ကြပြကိုပညာရဲ့တက္ကသိုလ်လို့မမြင်နိုင်ကြသေးတာကြောင့် မြင်လာအောင်လုပ်တင်ပြီးကြပြပညာရေးဆံရဆွေးနွေးပွဲတွေပညာရေးတစ်ခုအနေနဲ့ချင်းကပ်တဲ့ဆွေးနွေးပွဲတွေရှိလာဖို့မျှော်လင့်တယ်လို့လည်းဆိုပါတယ်။ UK, America, Australia အဲ့လိုတိုင်းပြည်တွေမှာကြပြဆရာတွေဟာတက္ကသိုလ်ပညာရေးအတိုင်းအဝိုင်းမှာတော်တော်လင်းရာရထားကြပါတယ်။ဩဇာလည်းရှိကြပါတယ်။ဒါကြောင့်လည်းဆိုတော့ဒီကြပြကိုပညာဆိုတဲ့အမြင်ကနေသူချင်းကပ်ကြလို့ပါပဲ။အဲ့တော့ကျွန်တော်စီမှာတော့ဒီလိုကြပြကိုပညာရက်အခုလို့ အမြင်သေးတဲ့အတွက်မြေအောင်လုပ်ဖို့ကတော့တိစောက်ရှိလာတော့ပေါ့လေနောက်လေဒီလိုကြပြပညာရဲ့ဆိုင်ရာဆွေးနွေးပွဲတွေပညာရဲ့တခုအနေနဲ့ချင်းကပ်တဲ့ဆွေးနွေးပွဲတွေတော်တော်များများရှိလာပါသေးလို့ကျွန်တော်ပြောလင့်ပါတယ်ကျေးဇူးပါတယ်